အားလုံးပဲမြင်လာပါရှင်အခုတင်ဆက်ပေးမှာကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကဆိုင်းငံ့ထားတဲ့စိုက်ပန်ချင်းငွေတွေကိုစစ်ကောင်စီကပြန်တောင်းနေတယ်ဆိုတဲ့သတင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကဆိုင်းငံ့ထားတဲ့စိုက်ပန်ရှင်းငွေတွေကိုစစ်ကောင်စီကအခုလောက်ကောင်နောက်ဆုံးထားပြန်ဆက်ဖို့ဖိအားပေးတောင်းခံနေတယ်လို့လယ်သမားတွေစီကနေသိရပါဗျ။ စကောက်စီလောက်ခန်းလေယာစက်ပြူရေးဘန်ကနေချင်းငွေအရင်အပြင်အတိုးနေတန်ကြေးပါတောင်းခနာဖြစ်ပြီးဖေဖော်ဝါရီလတစ်ဖက်ပေးဆောင်ခဲ့ရပြီးမလမှာတော့အပီးပြက်ပေးဆောင်ရဖို့ဖျားပီးတောင်းခနေတာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ် အင်အော်ရီတိုင်းပန်းတနော်မျိုးကလဲသူမတအူးကသမလပိုင်းနောက်ဆုံးထားဆက်ရမယ်မဆက်ရင်တရားစွဲထောင်ကြမယ်ဆိုပြီးဖိအားပေးထားတာတချို့ဆိုအပြင်ကနေတိုးနေချေပြီးပြန်ဆက်နေရတယ်လို့ CJ platform ကိုပြောပါတယ်ပန်းတနော်မျိုးတွေမှာတော့လဲသမတအူးကိုအနည်းဆုံးကျပ်သိန်း90ခန်းပြန်ဆက်နေရတော့ဖြစ်ပြီးလဲကများရင်များသလိုပိုတိုးပြီးဆက်နေရတယ်လို့သူမကဆက်ပြောပါတယ် အခုနှစ်အတွင်းစပားရိပျက်စီးတာအပြင်စပားစည်းလည်းမကောင်းတာကြောင့်အရှုံးပေါ်နေတဲ့ကြားကချင်းငွေယူခဲ့တဲ့တောင်သူလက်ထမားတွေကထောင်မကျစေရင်အပြင်ကနေအတိုးကြီးကြီးနဲ့ငွေပြန်ချေပြီးဆက်နေရလို့အခက်အခဲများစွာကြုံတွေ့နေရတယ်လို့သိရပါဗျ။ အေရရီတိုင်းတွင်လေသမားအများစုမှာအပုံငွေရရှိစေဖို့ကွန်ဆိုက်ပြိုးထားတာမျိုးရှိပြီးကွန်စိန်နှုံးလည်းအစမတန်ကျဆင်းနေသလိုစပားစင်းနှုံးကလည်းကျဆင်းနေတာကြောင့်အရှုံးများစွာနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။စပားနဲ့ကွန်ဆိုက်ပြိုးတဲ့တောင်သူအမျိုးသမီးတဦးကတောင်တို့ရောက်တာတက်တာဘာများရှိလို့လဲအကုန်ကြနေတာလယ်သမားတွေကဒုက္ခပေါ်ဒုက္ခစင်းစပားကရှုံနဲ့ကျမတို့တွေလည်းမလွယ်ကူပါဘူးလို့ညှိတွားပါတယ်။ စကောင်းစီကောင်းဆောင်ပေါ်ချုံမူကြီးမင်းအောင်လိုင်းကတော့အာနာသိမ့်ပြီးချိန်ကစလို့တိုင်းပြည်သားရဝါပြောရေးနဲ့စာရေးရိတ်ခါဖူလုံရေးအတွက်ဖြစ်နိုင်သမျှနေလည်များဖြင့်ဆောင်ရွက်နေတယ်ဆိုတာကိုသူ့ရဲ့မိန်ကုန်းနဲ့အတွင်တွင်ပြောနေပေမဲ့အလက်ရှိတောင်သူလက်သမားတွေအနေနဲ့အခက်အခဲများစွာနဲ့ကြုံတွေ့နေရဆဲဖြစ်ပါတယ်။စကောင်းဆောင်မင်းအောင်လိုင်းကပြည်သူတွေရဲ့နေစဉ်စာနယ်ရိတ်ခါအတွက်တော်ဝယူထောက်လုပ်ပေးရရှိကြတယ်။လေယာစီးပွားလုပ်ငန်းရှင်တောင်သူလက်သမားတွေရဲ့လူမှုစီးပွားဘဝ ို့တဲ့မြန်မာလာရေးကိုလည်းအလေးထားကြိုးပမ်းဆောင်ရွက်ပေးနေတယ်လို့တောင်သူလယ်သမားနေမှာပေးပို့တဲ့သူ့ရဲ့မိန့်ခွန်းထဲမှာထည့်ပြောထားပါရရှင် ကျမနွေနွေပါ